တော့လောကကြည်ပွားချမ်းသာကြောင်းတွေကိုဘယ်လိုဟောသလဲဆိုတော့တမ္ပရာ၄ပါးနဲ့ဟောတယ်တဲ့တမ္ပရာပြည့်စုံခြင်း၄ပါးတော့ခေါ်တယ်ပထမပြည့်စုံခြင်းဥဋ္ဌာဏတမ္ပရာလေဒီနေ့လောကမှာလုံလဥဋ္ဌကျိုးစားပန်းစားလုပ်တဲ့လူတွေကကြည်ပွားခြင်းချမ်းသာခြင်းကိုရောက်ကြတာပဲလူပြင်းနေချမ်းသာခြင်းကိုမရောက်ဘူးတဲ့ဒီနေ့လောကမှာ လုံလဥဒ္ဒနဲ့ကျိုးစားပန်းစားစီးပွားတွေကိုရှာကြ။ဒါကြောင့်မလို့ရရှိလာတဲ့ငွေကြေးတွေဟာဒီလို လုံလဥဒ္ဒနဲ့ရှာကြံပြီးရလာတာလေအလကားပဲတင်ရတာမဟုတ်ဘူးလေ။မှန်ပါပါဗျာ။အဲ့တော့ကိုယ်မန်စစ်ပင်ပန်းနဲ့ဒီလိုမလုပ်အောင်လား။လုပ်ပါလေ။စီးပွားစီးစိမ်ချမ်းသာနဲ့ပြည့်စုံဖို့အတွက်မြတ်စွာဘုရားရှင်ပထမအချက်ကိုဥဋ္ဌာဏတံ္ပရာလို့ခေါ်လိုက်တယ်။နံပါတ်2နဲ့အရက္ခတံ္ပရာ မိမိကြိုးစားပန်းစားနေမှာညမှာတက်ဆွန်ဆန်းပြအဲ့ဒီလိုမျိုးရှာကြံတဲ့ဥစ္စာပစ္စည်းတွေကိုတဲ့အာရခသမရဆိုတာကတော့စောင့်ရှောက်ရမယ်တဲ့ဒီပစ္စည်းစီးပွားစီးစဉ်ဥစ္စာတွေကိုစောင့်ရှောက်ရမယ်တန်ဖိုးထားအကြောင်းမလို့တဲ့အကျဉ်းပြင်းပေါ့နော်အထက်ကရမှာလည်းပါတယ်အကျဉ်းပြင်းရတော့ရတဲ့ရရှိတဲ့စီးပွားစီးစဉ်တွေကို အမျက်ဆုံးရတယ်ဆိုလို့ရှိရင်အဲ့ဒီအမျက်ဆုံးရတယ်တပုံကိုစားတယ်တပုံကိုအရင်နေ့ပြန်လုပ်တယ်တပုံကိုစုတယ်စုတယ်ဆိုတော့ကပါလဲလေမိမိအနာဂတ်အတွက်ကျမရဲ့ဖြစ်လမ်းဖြစ်မှာလူမေးကိစ္စတွေရှိတယ်ရှိလားအဲ့တော့တပုံကိုစားတယ်တပုံကိုရင်းတယ်လုပ်ငန်းပြန်လှည့်တပုံကိုစုတယ်ဆိုတာအနာဂတ်အတွက်တပုံကိုလှုပ်တယ်ဆိုတာတန်ត្រာအတွက်ဘယ်နှပုံခွဲလိုက်တော့၄ပုံခွဲလိုက်တယ် အဲ့လိုမျိုးအာရခတံမရာလို့ဆောင်းလျှောက်တယ်အဲ့လိုဆောင်းလျှောက်တယ်တဲ့အဲ့ဒီလိုကအငြင်းအမျှအပျော်အပါအဖြုံတိမရှိဘဲနဲ့ဒီလိုဟန်ကြီးပွားချမ်းသာခြင်းကိုလောကမှာရောက်မယ်တဲ့ဒါကဒုတိယချက်အာရခတံမရာလေနောက်တစ်ခါကျတော့ကလျာဏမိတ်တာတဲ့လောကမှာကြီးပွားချမ်းသာတဲ့သူတွေဟာတကိုယ်ရည်ရည်လို့မရဘူးမိကောင်းစေကောင်း အပေါင်းသင်းကောင်းတွေရှိရတယ်။ဒီနေ့စီးပွားတွေလုပ်တယ်ဆိုတာနော်ဆိုင်တွေထည့်တယ်စီးပွားတွေလုပ်တယ်နော်ကုမ္ပဏီတွေလုပ်တယ်။အဲ့ဒါလို့ဆိုလို့ရှိရင်မိကောင်းဆွေကောင်းနော်မိတ်ဆွေတင်ကားတို့လေ။အဲ့ဒါလိုမျိုးမိတ်ဆွေတင်ကားနဲ့ပြည့်စုံအောင်မိကောင်းဆွေကောင်းနဲ့ပြည့်စုံအောင်အဲ့ဒါကိုကလျာဏမိတ်တာလို့ခေါ်တယ်။နော်မိစ္ဆာမိတ်တာမဟုတ်ဘူးနော်ကလျာဏမိတ်တာလူတိုင်းကတော့အာကျိုးစီးပွားအတွက်လူလာတာမဟုတ်ဘူး။ အဲ့တော့ကိုယ့်ကိုရွေးချယ်ပြီးတော့ပေါင်းသိမ်းတယ်။အဲ့ဒါကြောင့်ရွေးချယ်ပေါင်းသိမ်းပြီးတော့အဲ့ဒီလူတွေရဲ့အဲ့ဒီမိကောင်းဆွေကောင်းတွေနဲ့လက်တွဲပြီးတော့ကိုယ့်စီးပွားကိုယ့်လုပ်ငန်းကိုလုပ်ရမယ်တဲ့အကြံဉာဏ်တောင်းရမယ်နော်။နော်မိသင်္ဃာတွေထားရမယ်။မိသင်္ဃာတွေအကျိုးစီးပွားကိုကြည့်ရမယ်။ကသမာရဲ့လူလာချက်ကိုကြည့်ရမယ်။အညမရကလျာဏမိတ်တန်ဆိုတဲ့နံပါတ်3ချက်နဲ့ပြည့်စုံရင်ဒီလူဟာ ြည်ပွားခြင်းချမ်းသာခြင်းကိုရောက်လက်တန်းလို့အဲ့ဒီမှာဆက်ဆံရေးအထိကပဲနော်ရောင်းဝယ်ဖောက်ကားတယ်နော်မိကောင်းရှေကောင်းတွေနဲ့ပြည့်စုံတယ်အဲ့တော့အမျိုး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 သောစည်းပွားမှာဆက်ဆံတဲ့သူတွေဟာနော်အဲ့မှာဆက်ဆံရေးကောင်းမှာပေါ့နော်ကိုယ်စွမ်းဆောင်နေတော့စွမ်းဆောင်ဖို့နောက်ဆုံးချုပ်ပြောမယ်ဆိုရင်စေတနာပါဖို့လိုတယ်စေတနာတန်လျင်ကံတရားမဟုတ်ဘူးလားမှန်ပါပါအဲ့ဒါကြောင့်လေကလျာဏမိတ်တာ ပြည့်စုံတယ်ဆိုလို့ရှိရင်နံပါတ်3ချက်ပြည့်စုံရင်လောကမှာကြီးပွားချက်တော်ကြရမယ်နောက်ဆုံးအချက်ကတော့တမဇီဝတာခေါ်တယ်တမဇီဝလည်းမိမိရဲ့ဇီဝဟာတမဇီဝကြရမယ်တဲ့မိမိအတွက်လည်းဖြီးစည်းပြီးတော့တပားသူကိုလည်းဖြီးစည်းတယ်တမဇီဝမကြဘူးမမြတ်တာဘူးငြင်းညွတ်ဘူးတရားနဲ့မလျော်ညီဘူးလို့ခေါ်တယ်တရားနဲ့လျော်ညီတဲ့ဇီဝရှိတယ်မလျော်ညီတဲ့ဇီဝရှိတယ်မြတ်တာတဲ့ဇီဝရှိတယ်မမြတ်တာတဲ့ဇီဝရှိတယ်နော် ခေအခြေအနေနဲ့အချိန်ခါနဲ့လျော်ကန်စွာလုပ်တဲ့စီးပွားရှိတယ်မလျော်ကန်တဲ့စီးပွားရှိတယ်အဲဒါကြောင့်ညီညွတ်တဲ့မြန်တာတဲ့လျော်ကန်တဲ့တရားနဲ့ညီတဲ့စီးပွားကိုလုပ်တယ်ဆိုလို့ရှိရင်ဘုရားဂရမပေါင်းတို့တဲ့လောကမှာကြည်ပွားချမ်းသာကြောင်းနဲ့ပြည့်စုံမယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကနေပြီးတော့ပြစ္ဆုတ်ပံကြည်ပွားချမ်းသာကြောင်းတမ္ပရာ၄ပါးကိုဟောကြားတော်မူတဲ့အခါမှာဥဋ္ဌာဏတမ္ပရာအရခတမ္ပရာကလျာဏမိတ်တာ တမဇီဝိတာဆိုတဲ့ဤလေးပါးကိုဟောကြား၍ပြစ္ဆုတ်ပံချမ်းသာကြောင်းကို ကောင်းစွာဟောကြားတော်မူလေတော်တဲ့